အော်အလုံးမဲမင်္ဂလာပါဆိုတော့တင်မောတက်မဲ့ brother တွေလူသစ်တွေပေါ့နော်အဓိကကတော့ဆိုတော့လက်ရှိတက်နေတဲ့ပြဿနာကဘာလဲဆိုတော့ဒီဘယ် line မှမသိပဲနဲ့ပြန်ပါ SSB မရှိပဲနဲ့တင်တဲ့ line အနေနဲ့တက်တယ်တက်ပြီးွားရင်စီတိုင်းမရဘူးနော်ပြီးရိုက်ကြီးနဲ့လာတာလည်းမကြည့်ဘူးဆိုတော့စီတိုင်းလည်းမရဘူးเนาะအဲ့ဒီအဲ့ဒီပြဿနာတက်ဆိုတော့အဲ့ဒီပြဿနာတက်နေအောင်เนาะဆိုတော့ ဒီမှာကျွန်တော်တို့လူသစ်တွေအနေနဲ့အဓိကကြည့်ရမှာကဟိုရိုက်ကြီးနဲ့လက်စားအဲ့ဒီကိစ္စလည်းကြည့်ရမယ်ပြီးရင်အထူးအထူးသတိပြုပြီးပြုမှားကျင်တာကအာအတိုးနဲ့လုံးဝမတက်သွားပါနဲ့ဟိုလိုင်းမှန်ပဲဖြစ်လိုင်းမှားပဲဖြစ်အတိုးနဲ့လုံးဝတက်လို့မရပါဘူးတိုးနဲ့တက်ရင်တော့တုံးကျိုးလာတဲ့ခါကျရင်ဒုက္ခတွေရောက်မယ်အဲ့တော့စပွန်ဆာကောင်းရှာပြီးတက်ပါပြီးတော့ရင်အခုကအကုန်လုံးက တင်မောတက်မယ်တင်မောတက်မယ်ပတ်ဆံပေးမယ်ဆိုတာနဲ့ညွာလဲနေရပါတော့ဆိုတော့အဲ့ဒီအစားကိုကျွန်တော်တို့ကကျွန်တော်တို့ချိတ်မဲ့ line က SBS ရှိလားဘယ်လိုမရှိခဲ့ဘူးဂျားလိုင်းဆိုရင်လေသူတို့ကလူတစ်တွေကိုအမှန်မှန်ကန်ကန်တင်ပေးလားပြီးကျွန်တော်ဘာကြည့်ရမလို့တင်မောမှန်လားဆိုတော့ကြည့်ရမယ်ကိုတကယ်စီးရမယ်တင်မောလားနော်ပြီးတော့ရင်အဓိကတော့ DMA ကထွက်စာထုတ်ပေးတဲ့ထွက်စာထဲမှာပါတဲ့ တင်းမောဘော်ကိုကိုအမှန်တကယ်ရောက်မှာလားအဲ့ဒါကိုကြည့်ရမယ်တကယ်လို့အဲ့ဒီထွက်စာတွေရတဲ့အတိုင်းမရောက်သွားဘူးဆိုရင်ရောဘာဆက်ဖြစ်မလဲဘောနော်ဒါဆိုရင်ကျွန်တော်ပြန်ဝင်လာတဲ့အချိန်မှာဒီကိုရဲ့စီစီစာအုပ်မှာအဲရေးထားတဲ့တင်းမောတစ်စိတ်ကတင်းမောတုံးကထွက်စာတော့တုံးတိုင်းဖြစ်ရမယ်ဒါမှသာရင်24 34တွေတက်လို့ရမယ်စီစာပဲရမယ်ဆိုတဲ့အနေထားဘောနော်အဲ့ဒါကိုမသိဘဲနဲ့အဲကျွန်တော်တို့ကလူသစ်ကတော့တိမှာမဟုတ်ဘူးဗျာ တိုင်းနေရာဒီလိုပဲထိုးတင်လိုက်တာပဲရိုက်ကြီးနေပါနဲ့ဗောနော်အဲတိအောင်လို့ကျွန်တော်တို့ကပြောပြတာဗောဆိုတော့ကျန်လာတဲ့ခါကျရင်အဲအထွက်လုတ်သွားတယ် DM ထွက်စာမှာပါတယ်တင်မောတုံးနေစီစီမှာပါတယ်တင်မောတုံးမှာတစ်ချက်တည်းဖြစ်ရမယ်တကယ်လို့မဖြစ်ဘူးတင်မောပြောင်းတယ်ဆိုရင်တော့မှကျွန်တော်တို့ဒီဘက်က agent ကတင်မောနာမည်ပြောင်းတင်မောပြောင်းတာကိုတင်ပေးထားမှသာလေအဲ243ဘို့တင်တဲ့နေတက်လို့ရမယ်ဖြစ်တယ်ဆိုတော့အဲ့ဒါတစ်ပိုင်းပြီးွားရင်ကျွန်တော်တို့ဒီတက်ဖို့တုံး တပ်ဖို့တော့ဘောနော်မလေးတပ်ဖို့တို့အီရန်တပ်တို့အဲ့လိုတပ်ဖို့တွေမှာအာဗာပြဿနာရှိလဲဆိုတော့ဒီမလေးတားတဲ့ join ဆိုရင်သူက passport တွေမှာအဲ့ဒီ CM တပ်ဖို့တုံးကြီးကိုထုလိုက်တာဗောနော်ပတ်စုံမှာထုလိုက်တဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ကဟိုအဝင်သတင်းပို့လဲပို့ရောကျွန်တော်တို့ဒီတုံးကလွဲနေဗောနော်အဲ့လိုပြဿနာရှိအဲ့လိုပြဿနာရှိရင်2434ကတက်မရဘူးဗောနော်ဆိုတော့အဲ့ဒါလေးတွေကြိုးပြီးတော့ အာလုတ်သွားဖို့လိုတယ်ပြီးကျွန်တော်ထွက်မဲ့ line ကဘာတင်မောပေးမှလဲဘယ်တင်မောကြမှလဲဆိုတာကိုလည်းတည်တည်ကြာတိဖို့လိုတယ်ဆိုတော့တင်မောဘောရောက်ပြီးရောဆိုရင်လုတ်လို့မရဘူးအခုအဲ့ဒီလိုတဒုံးနဲ့တိုင်ပတ်နေတဲ့ brother တွေကအလုတ်ရှာရခတ်တဲ့အပြင် အလုတ်ရရင်လည်း line တွေကလူတိကြီးတွေ light ရှောက်တောင်းတာပေါ့နော်ဆိုတော့၃လနဲ့ပြန်လာ၄လနဲ့ပြန်လာတဲ့ brother တွေအပြင်တုံးပြည့်တယ်၈လတုံး၁၀လတုံးဆိုရင်တော့မှ ရိုက်ကြီးတွေက25နဲ့30ကြားကိုတောင်းနေကြတာဗောနော်လာသာ3လာသာလေးပပရရနေဗောနော်ဆိုအဲ့ဒီကိစ္စတွေရှိတယ်အဲ့တော့ကျွန်တော်ကတင်းမောတက်တဲ့ခါမှာဒီပထမဆုံးတစ်ခေါက်တင်းမောတက်ဖို့တင်းမောပေါ်ရောက်သွားရုံတွေမကဘဲနဲ့နော်ပထမဆုံးတစ်ခေါက်တင်းမောရောက်တင်းမောပေါ်ရောက်သွားရုံတွေမကဘဲနဲ့နောက်တစ်ခေါက်ပါအဆင်ပြေဖို့ကျွန်တော်တို့အဲတေချာလေးဟိုစဉ်းစားပြီးတက်ရမှာဖြစ်တယ်မသိရရှိရင်အဲကျွန်တော်တို့ကိုလမ်းမေးလို့လည်းရတယ်ဗောနော်ကျွန်တော်တက်နိုင်တယ်များ ရုံးလာတဲ့လူတွေဆိုရင်ကျွန်တော်တတ်နိုင်တာအသေးစားလေးရှင်းပြတယ်ဆိုတော့အဲ့ဒီပြဿနာလေးရှိတယ်ဆိုတဲ့အကြောင်းပြောချင်တာပါနောက်မို့ရင်ကျွန်တော်ကတင်ဘောရောက်သွားရင်ပြီးရောစီးစားပြည့်လည်းမရတင်တဲ့နဲ့တက်လို့မရနောက်တစ်ခါလဲတင်ဘောပြန်ရှာခဲ့တဲ့အခြေအနေတွေ့လိမ့်မယ်ဒီမှာနေတာမှကိုယ့်အနေကိုအဲဘယ်လိုပဲရှာရှာပူပူစစစောက်အဆင်ပြေလိမ့်မယ်တင်ဘောတက်ပြီးကမှအကျိုးတွေတင်သွားလိမ့်မယ်နောက်တစ်ခေါက်တော့လဲရိုက်ကြီးတွေထက်ရှာလိမ့်မယ်အဲ့ဒီပြဿနာတွေရှိပါတယ်ဆိုတော့လူသစ်တင်ဘောသားများအနေနဲ့နော် တင်မောတက်ခံနီးကြရင်အဲ့ဒီကိစ္စလေးတေချာမင်းမြန်မှာကိုယ်အထွက်လုပ်ပေးမဲ့ line နဲ့ကိုယ်တင်ပေးမဲ့ line နဲ့ကြားလိုက်မဲ့ပြီ SIPS ပဲဖြစ်ဖြစ်နော်အော် SIPS ကတော့ရှင်းနေဗျာသူ့မှာရှိတဲ့တင်မောကိုပဲသူကတင်ပေးလေးတင်ပေးတာရှိဒါတော့မှတချို့ SIPS လူသစ်တင်ပေးတဲ့ SIPSD ကတပ်ပုတ်ပေါ်တွေကိုတင်ပေးလိုက်တယ်ပြီးရဝင်တုံးနဲ့ထွက်တုံးမတူလို့ဒုက္ခရောက်နေတဲ့လူတွေအများကြီးရှိအော် SIPS တိုင်းမှာလေအဲ့ဒီပြအဲ တချို့ SRBS တွေပေါ့နော်တချို့ line တွေမှာလည်းအဲ့ပြဿနာတွေရှိရတဲ့ကြောင့်မလို့တိတိကျကျလေးအဲစဉ်းစားထားဖို့လိုတယ် testimonial ဆိုတော့အဝေးကြီးပဲတချို့ကလူသစ်ဘဝမှာ testimonial ပါ testimonial ဆိုတော့အဝေးကြီးပဲ243ဖို့ကတက်လို့မရတဲ့ကိစ္စတွေရှိတယ်ပေါ့နော်အဲ့အလေးတွေတေချာ view ဆက်ကြဖို့ brother တို့မှားကြပါတယ်ဆိုကျဉ်းမှာကျဉ်းတာနဲ့တင်းမို့ရောက်ဖို့လည်းလိုတယ်အလိမ်မခံရဖို့လည်းလိုတယ်နောက်တစ်ခေါက်မှာ243ပို့တက်ပြီးတော့အဆင်ပြေပြေနဲ့တရုံးဘွားနဲ့ အဲလိုင်းလိုက်ရှာလွယ်တဲ့ဘဝမျိုးရောက်ဖို့လည်းလိုတယ်အခုကဩတူဖိုရှိရင်ကိုအလုတ်ကကျွန်တော်တို့လည်းဝိုင်းရှာပေးလို့ရတယ်တူဖိုမရှိရင်ကျတော့ကျွန်တော်တို့လည်းရှာပေးရခက်တယ်ရှိတော့ရှိတယ်ဒါပေမဲ့ရိုက်ကြီးတွေလူသိရိုက်ကြီးတွေအဲပုံစံမျိုးတွေလိုက်တောင်းနေတဲ့ခါကျတော့ကျွန်တော်တို့ကလိုင်းတွေပို့ရတာခက်တယ်ပေါ့နော်ဆိုစီထူတာဒီမောကတန်ကာဖြစ်နေတယ်တော်သေးတယ်ဆိုအဲ့လိုမျိုးတွေလည်းရှိဆိုတော့တန်ကာဖြစ်ဆိုတော့တန်ကာတုံးလေးရှိမှမြန်မာပန်းကလှတာပေါ့နော်โอเค brother အားလုံးပဲဆိုတော့ လောက်ကင်အစဉ်ပြကြပါသည်ကျေးဇူးတင်ပါတယ်